တခြားနိုင်ငံတွေနောက်ောက်ကျနေရခြင်းအကြောင်းရင်းကျွန်တော်တို့အချင်းချင်းမသိမြတ်ပဲနဲ့ဒီလိုလက်နဲ့ဆွဲကင်ပြီးတော့တော်လန်တာပေါ့နော်ဒီလက်နဲ့ကင်လန်းစင်တွေရှိနေတဲ့အတွက်ကြောင့်မလို့အဲကျွန်တော်တို့ကကြီးပွားတင်းတလောက်မကြီးပွားဖွင့်ပြိုးတင်းတလောက်မဖွင့်ပြိုးပဲဖြစ်နေတာပါချင်းဒါအားကြောင့်မလို့ဒီရွေးကောက်ပွဲကအရင်အခုလောက်ကိုလောက်တက်ပါတယ်အဲပြီးလို့ရှိရင်တော့ငိမ့်ချမ်းရေးကိုလည်းကျွန်တော်တို့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါရှင့် အဲတကယ်တမ်းတိုင်းပြည်အေဂျင့်တာယာခြင်းနဲ့တိုင်းပြည်ကိုတကယ်တိဆောက်ခြင်းနဲ့ဆိုရင်တော့လက်နဲ့ကင်လန်းစင်ကအလုံးမဖြစ်ဘူးပေါ့နော်ဆိုလို့ရှိရင်သူလည်းကျိုးမရှိဘူးကိုလည်းကျိုးမရှိဘူးတိုင်းပြည်တစ်ခုလုံးကျိုးမရှိဘူး။နောက်ကြားမှာနေတဲ့ပြည်သူလူထုလည်းကျိုးမရှိဘူးပေါ့နော်ဘယ်သူမှအကျိုးမရှိတဲ့ကိစ္စဖြစ်ပါတယ်။တကယ်လို့တိုင်းပြည်ကိုတကယ်တမ်းတူတူတန်တန်နဲ့နိုင်ငံတကာနဲ့ရင်မောင်တန်းအ ਨੇ ဆုံးအိမ်နီးချင်းနိုင်ငံတွေနဲ့ရင်မောင်တန်းပြီးတော့မှတီဆောက်မယ်တီထောင်ကြမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လက်နဲ့ကင်လန်းစင်အလုံးမဖြစ်တဲ့အတွက်လက်နဲ့ကင်လန်းစင်ကိုဆွတ်လွတ်ပြီးတော့မှဒီန ိုင်ငံရေးအရလိုလားချက်တွေရှိတယ်ဆိုရင်အဒီနိုင်ငံရေးပါတီတီထောင်ပြီးတော့မှလှုပ်တော်တွေကနေပြီးတော့မှနိုင်ငံရေးကိုလိုချင်တဲ့ပုံစံတိုင်းပြောင်းလဲအောင်ပေါ့နော်ဟိုပါဝင်ဆောင်ရွက်တဲ့နေနိုင်ငံတကာကတကယ် ထင်ပေါ်ကျော်ကြားတဲ့သူတွေအစိုးရဌာနမှာလုံလောက်ခဲ့ပူတဲ့သူတွေမနေ့ကတနေ့ကတော့အင်္ဂလိပ်လိုဆွေးနွေးကြတာပေါ့ရှင်နိုင်ငံတကာအခပါတဲ့ဆွေးနွေးပွဲပေါ့နော်အဲဒီနေ့ကကြတော့အော်ကျွန်တော်တို့မြန်မာတွေပဲဆွေးနွေးမြန်မာနိုင်ငံသားတွေပဲမြန်မာလူဆွေးနွေးကြတယ်ဒီနေ့အဓိကဆွေးနွေးတဲ့အကြောင်းကတော့နှစ်ခုပေါ့နော်ပထမတစ်ခုကတော့ဒီရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေနောက်ဒုတိယတစ်ခုကတော့ဒီခုနေ့လည်းလာလာမဲ့ပိုင်းကတော့ အဲဒါရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့လို့အတွက်ဒါပူးပေါင်းပါဝင်နိုင်တဲ့နီးလန်းတွေပေါ်ထုတ်တာပေါ့နော်အဲအဲ့ဒါလေးကတော်တော် ရေးကြီးပါတယ်ရှင့်နော်ရွေးကောက်ပွဲရလည်းတကယ်ကိုလှုပ်တဲ့အချိန်ရောက်နေပါပြီအဲပြီးလို့ရှိရင်လည်းပြည်သူလူထုကလည်းပေါ့နော်ဒီရွေးကောက်ပွဲဆိုတာဒါပြည်သူကနေပြီးတော့မှဒီအာဏာအနှင်းနဲ့ပွဲဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မလို့ပြည်သူလူထုအနေနဲ့မျှော်လင့်ရမှာတော့ဒါပြည်သူရွေးကောက်တဲ့အစိုးရပေါ့နော် အဖြစ်လာအောင်ရွေးကောက်ပွဲကိုဟို ပါဝင်ကြဖို့ပေါ့နော်ဒါလေးဒါပြည်သူလူထုရဲ့မျှော်လင့်ချက်လည်းဖြစ်ပါတယ်ရှင်ကျွန်တော်တို့အနေနဲ့ကတော့လေရွေးကောက်ပွဲလုလုတဲ့အချိန်ကိုကြာရောက်နေပြီဟိုငင်းချမ်းကြီးဆိုတာတော့ရေရှည်ဆောင်ရွက်သွားအောင်ပေါ့နော်ရေရှည်ဆောင်ရွက်သွားအောင်ဖြစ်တဲ့အတွက်ပြီးလို့ရှိရင်ရွေးကောက်ပွဲပြီးသွားလို့ရှိရင်ရွေးကောက်ခံအစိုးရတက်လာတယ်ပြီးလို့ရှိရင်အာဏာရေး၃ရက်ခွဲဝေကျင့်သုံးတယ်အဲဒါတွေဖြစ်လာတဲ့အချိန်ကြာလို့ရှိရင်တော်ယုံတန်ယုံ အာနိုင်ငံရေးအရသဘောထားကွဲလွဲတဲ့သူတွေကနေပြီးတော့မှသဘောထားကွဲလွဲတာတွေရော့ချပြီးတော့မှစီးလုံးညီညွတ်မှုပိုရသွားမှာပေါ့နော်ဒီငိမ့်ချင်ရေးဆွေးနွေးပွဲတွေဆက်သွားပြီးလို့ရှိရင်ဒါနိုင်ငံရေးနီလန်းပေါ့နော်ပြီးရင်လွှတ်တော်လည်းပေါ်လာမယ်အဲနိုင်ငံရေးနီလန်းပေါ့နိုင်ငံရေးပေါင်ကျဲလာတယ်ပြီးလို့ရှိရင်နိုင်ငံရေးပြဿနာတွေနိုင်ငံရေးနီလန်းနဲ့ဖြည့်ရှင်းတာတွေပိုရှိလာမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ကျမတို့မြန်မာနိုင်ငံအနေနဲ့ပြောလို့ရှိရင်တော့ကျမတို့ကဒီ အဲစီးပွားရေးလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖို့အခြေခံကောင်းနေကျွန်တော်တို့မှာအများကြီးရှိတယ်။အဲဒါပေမဲ့တခြားနိုင်ငံတွေနောက်ကောက်ကြနေရခြင်းအကြောင်းရင်းကကျွန်တော်တို့အချင်းချင်းမသိမြတ်ပဲနဲ့အဲဒီလိုလက်နဲ့ဆွဲကင်ပြီးတော့တော်လန်တာပေါ့နော်။ဒီလက်နဲ့ကင်လန်းစင်တွေရှိနေတဲ့အတွက်ကြောင့်မလို့အဲကျွန်တော်တို့ကជីပွားတင်းတဲ့လောက်မជីပွားဖွံ့ဖြိုးတင်းတဲ့လောက်မဖွံ့ဖြိုးပဲဖြစ်နေတာပါရှင့်။ဒါအားကြောင့်မလို့ဒီရွေးကောက်ပွဲကအရင်အခုလောက်ကိုလောက်တက်ပါတယ်။ အဲပြီးလို့ရှိရင်တော့ငိမ့်ချမ်းရေးကိုလည်းကျွန်တော်တို့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှင်။ UEC ကကြေညာထားတယ်လေ။ကျွန်တော်တို့ကမြို့နယ်330ရှိတယ်။အဲဒီမှာ268မြို့နယ်အဲဆောင်ရွက်မယ်ဆိုတဲ့အခါကျတော့ဒါဒီကျွန်တော်တို့2008ဖွဲ့စည်းပုံအခြေခံဥပဒေအရကျွန်တော်တို့ကဒါဟိုပါပေါ့နော်အထမြောက်တာပေါ့နော်။ရွေးကောက်ပွဲအထမြောက်တယ်တဝက်ကျော်တာပေါ့နော်။တဝက်ကျော်တယ်အထမြောက်တယ်။အဲဆိုတဲ့အခါကျတော့အဲ့လိုလှုပ်သွားရင်းနဲ့ပဲအ အဲပြီးလို့ရှိရင်တဖြည်းဖြည်းငြိမ်းချမ်းသွားတဲ့အချိန်တိုင်းကြံခဲ့တဲ့နေရာတွေလည်းကျွန်တော်တို့ဆက်ပြီးတော့မှဟိုဘိုက်အီလက်ရှင်လို့ပြောပေါ့နော်ဂျားပြရွေးကောက်ပွဲပေါ့တော့လို့ရှိရင်လည်းအထွေထွေရွေးကောက်ပွဲရဲ့အဆက်ပေါ့နော်မလုပ်ရသေးတဲ့ဒေတာတွေကိုဆက်ပြီးငြိမ်းချမ်းသွားတဲ့အချိန်ဆက်လုပ်လို့ရပါလားရှင်အဲဒါကတော့ဒါပြည်သူတရက်လုံးကလှူလာတောင်းတနေတာဖြစ်ပါတယ်အဲပြည်သူတရက်လုံးကနေပြီးတော့မှမဲပေးပြီးတော့ရွေးချယ်တဲ့ရွေးကောက်ခံအစိုးရမျိုးကိုပြည်သူလူထုကလှူလာနေတာဖြစ်ပါတယ်ရှင် ပြီးလို့ရှိရင်လည်းနိုင်ငံတကာကလည်းဒါမျိုးလိုလာတယ်နိုင်ငံတကာရဲ့ဖိအားတွေလည်းရွေးကောက်ပွဲပြီးလို့ရှိရင်နိုင်ငံတကာဖိအားတွေလည်းနည်းကုန်မှာပေါ့နော်အဲ့ဒါလေးအဲဆိုတော့လေဟိုဟာဖြစ်ပါတယ်ရှင့်ဒီရွေးကောက်ပွဲကအလုတ်လုတ် တက်มาတယ်ပြည်သူလူထုလည်းပူပေါင်းပါဝင်တက်มาတယ်ရှင့်ဟိုအကောင့်ထဲမပေါ်ဖြစ်တာတော့မဟုတ်ရှင့်ဟောပေါ့နော်ဒီဆွေးနွေးပွဲပြီးတာဆွေးနွေးပွဲ3ရက်တောင်ပေါ့နော်ပြီးလို့ရှိရင်လည်းအဖွဲ့1နဲ့2ဆိုပြီးခွဲပြီးဆွေးနွေးတော့ဆွေးနွေးတဲ့ခေါင်းစဉ်တွေရောဆွေးနွေးတဲ့အကြောင်းအရာတွေလည်းများတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က ဒီ NSBNC ရဲ့ရုံးကနေပြီးတော့မှတေချာမှတ်တမ်းနေပြုစုပြီးတော့မှနော်ဟိုပါပေါ့ခုနလိုရေရိုရေရှည်အကြံပြုချက်တွေထွက်တာပေါ့နော်အဲ့ဒါတွေဒီအခုလက်တလုံးဆောင်ရွက်လို့ရတာရှိသလိုပဲအဲဒါမှမဟုတ်လို့ရှိရင်လည်းဟိုပါပေါ့ရွေးကောက်ခံအစိုးရတက်လာတဲ့အချိန်ကျရင်အဲဒါတွေအကုန်လုံးကိုထည့်ပြီးတော့မှကျွန်တော်တို့က အဲဒီဒီစီမံချက်ကြီးလို့ပေါ့နော်ဟိုမဟာဗျူဟာလိုမျိုးမှာထည့်ပြီးတော့မှဆောင်ရွက်တာမျိုးနီးဗျူဟာလိုမျိုးမှာထည့်ပြီးဆောင်ရွက်တာမျိုးပေါ့နော်ဒါမျိုးတွေဆက်လက်ဆောင်ရွက်လို့ရပါရှေ့ဒါအချင်းကြီးမဖြစ်တော့ပါဘူးဟိုဆိုတော့ငလျင်တန်ကတော့တော်တော်ခံရတာပေါ့နော်တော်တော်ခံရတဲ့ခါကျတော့ဒါအရေးကြီးဆုံးကတော့ဒီငလျင်ဘေးတန်ကနေပြီးတော့မှ အဲဟိုဘောရှင်ချက်ချင်းအဲအခုအခုချက်ချင်းလိုအပ်တာတွေဖြည့်ဆည်းပေးဖို့ပေါ့နော်နေရေးထိုင်ရေးစားရေးတောင်ရေးပြီးလို့ရှင်ကိုယ့်ရဲ့အလုပ်ကိုကိုယ့်ရဲ့လုပ်ငန်းတွေကိုငကိုတိုင်းပြန်လဲလဲပတ်နိုင်ဖို့ပေါ့နော်ဒါကတော့ပိုအရေးကြီးတာဖြစ်ပါရှင်အဲ့ဒါပြီးတော့ဒါဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါရှင်အဲ့ဒါလည်းဒါအမှန်တိုင်းပဲဖြစ်ပါရှင် အဲတကယ်တမ်းတိုင်းပြည်အေဂျင့်တာယာခြင်းနဲ့တိုင်းပြည်ကိုတကယ်တိဆောက်ခြင်းနဲ့ဆိုရင်တော့လက်နက်ကင်လန်းစင်ကအလုံးမဖြစ်ဘူးပေါ့နော်ဆိုလို့ရှိရင်သူလဲကျိုးမရှိဘူးကိုလဲကျိုးမရှိဘူးတိုင်းပြည်တစ်ခုလုံးကျိုးမရှိဘူး။နောက်ချားမှာနေတဲ့ပြည်သူလူထုလည်းအကျိုးမရှိဘူးပေါ့နော်ဘယ်သူမှအကျိုးမရှိတဲ့ကိစ္စဖြစ်ပါတယ်။တကယ်လို့တိုင်းပြည်ကိုတကယ်တမ်းဒူဒူတန်တန်နဲ့နိုင်ငံတကာနဲ့ရင်မောင်တန်းအ ਨੇ ဆုံးအိမ်နီးချင်းနိုင်ငံတွေနဲ့ရင်မောင်တန်းပြီးတော့မှတိဆောက်မယ်တီထောင်ကြမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လက်နက်ကင်လန်းစင်အလုံးမဖြစ်တဲ့အတွက်လက်နက်ကင်လန်းစင်ကိုဆွတ်လွတ်ပြီးတော့မှဒီ နိုင်ငံရေးရလူလားချက်တွေရှိတယ်ဆိုရင်အာဒီနိုင်ငံရေးပါတီတီထောင်ပြီးတော့မှလှုပ်တော်တွေကနေပြီးတော့မှနိုင်ငံရေးကိုလိုချင်တဲ့ပုံစံတိုင်းပြောင်းလဲအောင်ပေါ့နော်ဟိုပါဝင်ဆောင်ရွက်တဲ့နဲ့အဲသို့မဟုတ်နိုင်ငံရေးပါတီမတီထောင်သေးဘူးဟိုပေါ့အပြစ်ခတ်ရက်ဆဲပြီးတော့မှလက်နဲ့ကင်ထားဆဲပဲသို့တော်လည်းအပြစ်ခတ်ရက်ဆဲပြီးတော့မှဆွေးနွေးကျင်တယ်ဆိုလို့ရှင်လေဒီ NCA လမ်းကြောင်းနဲ့ပေါ့နော်ဒါနိုင်ငံရေးနီးလမ်းနဲ့ပဲပြောင်းလဲဆောင်ရွက်တဲ့နယ်လို့ကျွန်မပြောကြားချင်ပါတယ်ရှင်လက်တလောတော့ အော်ပြည်သူလူထုရဲ့အခက်အခဲတွေလည်းကျွန်တော်တို့နားလည်ပါတယ်။ဒီစာဝတ်နေရေးအခက်အခဲရှိတယ်။နောက်တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်တဲ့စိန်ခေါ်မှုတွေလည်းရှိတယ်။အဲပြီးလို့ရှင်လုံခြုံရေးစိန်ခေါ်မှုတွေလည်းရှိရပေါ့နော်။ဒီလိုစိန်ခေါ်မှုတွေကြားရတဲ့အနေပြီးတော့ကျွန်တော်တို့ရှင်းတအောင်နေကြပါ။အဲပြီးလို့ရှင်လည်းရွေးကောက်ပွဲအိမ်မှာလည်း အဲပါဝင်ကြပါပေါ့နော်ပူပေါင်းပါဝင်ကြပါပြီးလို့ရှိရင်ရွေးကောက်ခံအစိုးရတက်ပြီးတဲ့အခါကြာလို့ရှိရင်လည်းဒါအစိုးရနဲ့ပြည်သူနဲ့ညီညီညွတ်ညွတ်နဲ့ပူပေါင်းဆောင်ရွက်ပြီးတော့မှကျမတို့တိုင်းပြည်တည်ဆောက်ရေးကိုဆောင်ရွက်ကြပါလို့ကျမအဲပြောကြားချင်ပါတယ်ရှင့်